HIV AIDS ရောဂါကာကွယ်တားဆီးနိုင်ဖို့အတွက်ကျန်းမာရေးဝန်ကြီးဌာနအနေနဲ့လူဦးရေရဲ့63ရာခိုင်နှုန်းကိုတွေးစစ်နိုင်အောင်ရည်မှန်းထားပါတယ်။ဥစီသူစေကတင်ပင်ပေးပို့ထားပါတယ်ရှင်။မြန်မာပါဝင်ကမ္ဘာနိုင်ငံတွေမှာနေထိုင်နေကြတဲ့ HIV ပိုးနဲ့နေထိုင်သူ49ရာခိုင်နှုန်းဟာသူတို့မှာ HIV ပိုးရှိမှန်းမသိကြပါဘူး။ဒီလိုမသိတဲ့သူတွေထံကနေတဆင့်တခြားသူတွေထံကိုကူးစက်နိုင်တာကြောင့် HIV ပိုးရှိမှရှိသိရှိနိုင်မှုအတွက်သိရှိကြည့်ဖို့လိုအပ်ပါတယ်။ဒါကြောင့်ကျန်းမာရေးဝန်ကြီးဌာနအနေနဲ့ လူဦးရေ90ရာခိုင်နှုန်းအထိကိုသွေးပေါက်စစ်တာတွေပြုလုပ်နိုင်မှုအတွက်ပညာပေးစည်းဝေးနာတွေကိုလှုပ်ဆောင်နေပါတယ်။အဲဒီလိုမသိတဲ့သူတွေကပဲတခြားလူတွေကိုတဆင့်ကူးဆက်သွားတာပေါ့။ဆရာတို့ရည်မှန်းထားတယ်90% of people living with HIV has diagnosed ပေါ့။ဆိုလိုတာ diagnosed ဆိုတာ testing လုပ်ပြီးတဲ့အခါမှာ confirmation ရတယ်သူတို့သိနေ။အဲလိုသိနေတဲ့လူတွေကိုဆရာတို့ကအချိန်မီ treatment ပေးရဒီလိုသွေးစည်းကြီးမှသာ HIV ပိုးရှိမှရှိစိုးစောတည်ပြီးစိုးစောကုသနိုင်မှာဖြစ်ပါတယ်။ ကျမ၏ဝင်းဌာနအနေနဲ့လည်းတိုင်းငံလုံးကတိုင်းနဲ့ပြည်နယ်အသီးသီးမှာ HMB ANS ယောဂါရှာဖွေကုသရေးဌာနပေါင်း200ဝန်းကျင်ထိတွေ့ချက်ဖွင့်လှစ်ထားပါတယ်။အမှစစ်ဆေးတဲ့နေရာမှာတော့မျိုးမျိုးရှိတာပေါ့။ဟိုမကျမ်းမာမှသွားပြီးတော့စစ်တာတမျိုးလေ။ဒါကျမ်းမာနေတဲ့လူကလည်းစစ်ဆေးတဲ့စစ်ဆေးတဲ့အခါကျတော့မှကိုယ့်ကိုယ်ကတော့ကောင်းတယ်ကျမ်းမာတယ်လို့ထင်နေရတယ်။ဒါပေမဲ့လို့တွေးစစ်ကြီးမှအဖြေသိရတာမျိုးဆိုတော့လေ။အမှအိမ်တော်မပြုတ်ခင်မှာတွေးစစ်ဆေးတာမျိုးအလုပ်ထဲမဝင်ခင်မှာတွေးစစ်တာမျိုး ဘယ်လိုအကြောင်းမျိုးနဲ့ဖြစ်ဖြစ်ဒါလူတန်းကကျမ်းမာရေးဘုဒ္ဓရပြည့်စုံပြီးတော့ဒါကျမ်းမာရေးစစ်ဆေးမှုကိုခံယူတယ်မြန်မာနိုင်ငံမှာ HMB ပိုးနဲ့နေထိုင်သူနှစ်သိန်းဝန်းကျင်အထိရှိမယ်လို့ကျွမ်းကျင်ပညာရှင်တွေကခန့်မှန်းထားပေမဲ့တသိန်းခွဲဝန်းကျင်ကသာစေကူတာမှုခံယူနေရဖြစ်ပါတယ်ကျန်တဲ့ HMB ပိုးနဲ့နေထိုင်သူ9000လောက်ကတော့မိမိကိုယ်ကို HMB ပိုးရှိမှမသိတာကြောင့်စိတ်ကူးသားမှုမခံယူဘဲလူလူတွေမှာပျောက်ကွယ်နေရလို့ကျွမ်မယူထန်းထန်းကနေသိရပါတယ်ကျွန်တော်စီသူရပါ